ပေါ့နော်ဂုံသတင်းမှုရတဲ့ပေါ့ဒီကျောင်းပေါ်မှာလာရောက်ပြီးတော့ junior teacher ဆီအတွက်ကိုနေပေါ့နော်အာကိုယ့်ရဲ့အိမ်မှာလည်းကိုသင်စင်တဲ့ပညာရတခုကိုသင်စားလို့ရတယ်ဟုတ်မင်္ဂလာပါကျမတော့လဲဖြစ်ဖြူအောင်ပါ MD အတန် best four မှာတက်ရောက်နေတာပါကျောင်းကတော့ရန်ကုန်မှာရှိတဲ့ international school မှာအာ လုံးသက်14နှစ်ရှိတဲ့ senior teacher တယောက်အဲ MLB Collins ကိုဘာလို့ရွေးချယ်ရလဲဆိုတော့ဘာလို့ရွေးချယ်ခဲ့ရတာလဲဆိုတော့ယုံကြည်လို့ပေါ့နော်2015ခုနှစ်ထဲကနေပြီးတော့ဒီပညာရေးနယ်ပယ်မှာဝင်ရောက်ပြီးတော့အာတကယ်ကိုဂုံဂုံပေါ့နော်ဂုံသတင်းမှုရတဲ့ပေါ့နော်ဒီကျောင်းပေါ်မှာလာရောက်ပြီးတော့ဒီလိုမျိုးပေါ့နော်တင်ကြားတဲ့အတွက်ကြောင့်မလို့မြန်မာပြည်မှာရှိတဲ့ဝါရင်စစ်ချေကြီးတွေကတင်ကြားပေးတယ်သူတို့တွေဆီကနေပြီးတော့ knowledge တွေ experience တွေအများကြီးရရှိခဲ့တဲ့အတွက်ကြောင့်မို့လို့တကယ်ကို ကောင်းပုံနဲ့သင်တန်းတစ်ခုဖြစ်တယ်လို့ယုံကြည်ရတဲ့အတွက်ကြောင့်မို့လို့လာပြီးတော့တက်တာဖြစ်ပါတယ်အာ zone application အကြတော့လေအာအာသာချက်ပဲရှိလို့အားနေချက်လေးရှိရပါတော့။အာအာသာချက်ကကြတော့သူကအာကိုယ့်ရဲ့အိမ်မှာပဲကိုသင်ချင်တဲ့ပညာရပ်တစ်ခုကိုသင်ကြားလို့ရတယ်။အဲနောက်တစ်ခုကကြတော့အာ ို့အိမ်မှာပဲနေပြီးသွားတယ်အခုလောလောဆယ်ဆယ်မှာဆိုလို့ရှိရင်အခုလက်ရှိအခြေအနေကအဲ school စေပြီးသွားလို့ရှိရင် campaign စေပါဆိုလို့ရှိရင် zone application ကိုတုံးနေကြတယ်ဆိုတော့ကကို့အိမ်မှာပဲနေပြီးသွားပြီးတော့ကိုကကို့ရဲ့အလုပ်ကလုပ်ငန်းခွင်ကမိတ်ဆွေတွေပြီးသွားတော့အလုပ်ဟိုကို့ရဲ့အကြောင်းကနေပြီးတော့လူတွေနဲ့တော့เนาะစကားပြောဆိုဆက်သွယ်နိုင်တယ်ပေါ့เนาะအဲအဲ့ဒါလေးရှိတယ်ပြီးသွားတော့ zone မှာ tools တွေအများကြီးရှိတယ်အဲ့ tools တွေကပေါ့เนาะ it makes interactive ဘာသာ manifest ဖြစ်တယ်ပေါ့နော်အာ disadvantages အနေနဲ့ဒါကြတော့ဘာလဲဆိုလို့ရှိရင် internet connection မကောင်းလို့ရှိတော့အဆင်မပြေဘူးအဲနောက်တစ်ခုကကြတော့ဟောပေါ့နော် privacy ပေါ့နော်အဲ zone မှာကြတော့လေ unknown ဟွာတွေပေါ့ user တွေခါကြဝင်လာတတ်ပေါ့နော်အဲအဲ့လိုမျိုးကြရင်တိတ်အဆင်မပြေဘူးအဲ့လိုမျိုးရင်ရှိတယ် ုတ်ကဲ့ဒီလိုမျိုးလေဟိုတင်စားရဲ့တွေးကြုံရှိတဲ့ဆရာကြီးဆရာမနဲ့တင်ရတယ်ဆိုတဲ့ခါကျတော့တွေးကြုံကြီးကအများကြီးရတာပေါ့နော်သူတို့ညာကျတော့ landing ဟိုပါပေါ့နော် teaching area စီမှာသူတို့တွေက teaching field မှာပေါ့နော်အကြာဟိုနှစ်ပေါင်းမြောက်များစွာတို့တွေကသင်လာတဲ့ဆိုတဲ့အခါတို့ရဲ့ experience တွေ knowledge တွေကအများကြီးပဲမကုန်နိုင်ဘူးပေါ့နော်အဲပြီးသွားတဲ့အခါကျတော့အခုလက်ရှိတက်ရောက်လက်ရှိတက်မတက်တက်ပေါ့လက်ရှိပေါ့နော်မဝင်လာသေးရတဲ့ဒီ junior teacher တွေအတွက်ကိုလည်းပေါ့နော်အဲတို့တွေကကျတော့ဟို learning uh ဒီ landing ဟိုပေါ့ area မှာဘလို့တွေတုံးလို့ဆွလို့ဆီဘလို့အဆင်ပြေလဲဆိုတာပေါ့နော်။အဲညွန်ပြပေးနိုင်တဲ့အတွက်ကြောင့်မို့လို့အဲ့အတွက်တကယ်ကိုကောင်းတဲ့အစီအစဉ်လေးတစ်ခုပေါ့နော်။ဟုတ်ကဲ့အများကြီးပြောင်းလဲမှုရှိတယ်။အဘပြုတ်လို့လဲဆိုအရင်တော့ဆိုလို့ရှိရင်ကိုကအတန်းထဲမှာအဲတင်လိုက်တာပေါ့နော်။အဲဒါဆိုလို့ရှိရင်ဒီလိုလေးတင်တယ်ကိုကစာတွေးလက်တွေးပေါ့ အခုနောက်လိုက်ကြတော့ကိုကဒီတင်ပြီးတဲ့အခါကျတော့အေးငါတန်းနေမှာတင်လိုက်တာဒါလေးပါလားပေါ့နော်ငါဒီထက်ပိုကောင်းလို့ဘလို့လုံးမလဲပေါ့နော်အဲ့တော့ဒီအတန်းနေမှာတင်တဲ့အခါနဲ့လက်တွေ့ဘဝနဲ့ပေါင်းဆက်ပြီးတော့ဒီထက်ပိုကောင်းလို့ဘလို့တင်နိုင်မလဲဆိုတဲ့အာပိုပြီးသိလာတာပေါ့နော်ကျန်နေပါပေးခြင်းလဲဆိုလို့ရှိရင်ဒီ MBT program ကတကယ်ကိုကောင်းတဲ့ program တစ်ခုဖြစ်တယ်ကိုရဲ့ အာလုပ်ငန်းခွင်ပေါ့နော်ဒီထက်ပိုပြီးတော့ရှေ့တလန်းကိုတိုးချင်တယ်ဆိုလို့ရှိရင် professional professional ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့အများအားကိုကလေဝမ်းစာဖြစ်နေတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့အရေးကြီးတယ်လေဒီစာတက်တဲ့တာပေါ့နော်ဟုတ် ဒီမော်ဂျူကိုထူးစိတ်ဝင်စားလဲဆိုရင် educational administration မော်ဂျူကိုစိတ်ဝင်စားတယ်။မပြည့်လို့လဲဆိုတော့သူကကျောင်းတစ်ကျောင်းကိုတည်ထောင်တဲ့အခါမှာလိုအပ်တဲ့အာဟိုပါပေါ့နော်လူသားအရေးမြစ်တွေပြီးသွားတဲ့အခါကျတော့ဆရာရဲ့အဲကျောင်းသားရဲ့မိဘရဲ့ triangle education အဲ့ဒါအရေးကြီးတဲ့အကြောင်းကြီးပြီးသွားတဲ့အခါမှာအခုလက်ရှိ AI ခေတ်မှာဆိုလို့ရှိရင်အာဒီ AI technology တွေပြီးသွားတဲ့အခါကျရင် learning strategies တွေသုံးပြီးသွားပြီးတော့ဘယ်လိုမျိုးပေါ့နော်အကြောင်းတစ်ကြောင်းကိုတည်ထောင်ရတယ်ဆိုတာလေးကိုအခု let's တွေ့ယထဗုဒ္ဓကြကြလက်တွေ့စဉ်းစားပြီးသွားပြီးတော့ပြုလုပ်နိုင်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အဲ့ဒီ module ကိုအကြိုက်ဆုံးဖြစ်ပါတယ်အဓိကလည်းဆိုတော့လေအဓိကပြင်ဆင်မှုလိုတာကြတော့လေအာ strong vision နဲ့ပြီးသွားလို့ရှင်လို့ရှင် clear plan ရေးကြည့်ရအာ strong vision မရှိလို့ရှင်လို့ရှင် ဖြစ်ချင်တယ်လို့ပဲပေါ့နော်ကိုဖြစ်ချင်တာကိုရင်မဲချက်ပန်းတိုင်ကိုမရောက်ဘူးပြီးတော့ရင် detail plan မရှိလို့ရှင်လို့ရှိရင်ကိုသွားချင်တဲ့လမ်းကြောင်းကိုတိတိချာချာပန်းတိုင်ကိုမရောက်ဘူးအဲ့ဒါကြောင့်မို့ strong vision နဲ့ပြီးတော့လို့ရှင်လို့ရှိရင်အာ landing plan ပေါ့နော် clear landing plan ကအရေးကြီးတယ်ဖြစ်တယ် I want to give only two tips first thing is you have to do your assignment early And second thing is you have to connect always with your professors and your classmates. ဘာဖြစ်လို့အဲ့လိုမျိုးပြောရလဲဆိုတဲ့အခါကျတော့လေအ assignment တစ်ခုပေါ့နော်တီးစစ်တစ်ခုလုပ်မယ်ဆိုလို့ရှိရင် we have to integrate a lot of information and also references right အဲ့လိုမျိုးဆိုတဲ့အခါကျတော့လေကိုစောစောလေးလောက်ထားလို့ရှိလို့ရှိရင်ဒီကိုရီးယားကိုပေါ့ဆက်လက်ပြီးတော့ပေါ့နော်အများကြီးပေါင်းပြီးလုပ်စရာရှိတယ်အဲ့တော့အချိန်မီပြီးနိုင်တာပေါ့နော်နောက်တစ်ခုအစားလေကိုယ့်ရဲ့ professor တွေကိုယ့်ရဲ့ classmate တွေတကွာအများနဲ့ထိတွေ့ပြောဆိုတဲ့အခါကျတော့အဲဘယ်ဟာကကိုကလိုအပ်နေတယ်ဘယ်ဥစ္စာကကျတော့ဘယ်လိုလေးလုပ်လိုက်ရင်ကောင်းမယ်ဆိုသူတို့ရဲ့စီရနေဒီကောင်းပုံနဲ့အကြံဉာဏ်တွေရရှိရတယ် ်။အဲအဲ့ဒါကြောင့်မို့အဲ့လိုမျိုးလေးအကြံဉာဏ်လေးတွေကိုပေးခြင်းပါတယ်။